အော်ရီလိုက်စားမှုများစနေတကျစီစဉ်လှုပ်ဆောင်သောရာဇဝတ်မှုများနှင့်ပတ်သက်၍အစိုးရစန့်ကျင်ဆန္ဒပြပွဲများတည်ထက်ပေါင်းများစွာဖြစ်ပွားခဲ့ပြီးနောက်ပေရူအစိုးရတဲကမြို့တော်လီမာတွင်ရေးပေါ်အခြေအနေကြေညာမယ်လို့အော်တိုဘာ16ရက်တွင်ထုတ်ပြန်ခဲ့ပါသည်။လီမာရှိလွှတ်တော်အဆောက်အဦနေတွင်ဆန္ဒပြပွဲများအကြမ်းဖက်မှုများအပြင်ပြောင်းလဲသွားခဲ့ပြီးနောက်ရဲတို့ကအော်တိုဘာ15ရက်တွင်အမျိုးသားတအုပ်ကိုပြစ်တက်ခဲ့ကလူတရာကျော်ဒဏ်ရာရရှိခဲ့ပြီးနောက်ပေရူအစိုးရတဲဖွဲ့ကလီမာတွင်ရေးပေါ်အခြေအနေကြေညာမယ်လို့ထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။ တောင်အမေရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ပေရူးသည်စစ်နောက်ပြပွဲများတည်င်းပတ်ပေါင်းများစွာဖြစ်ပွားနေခဲ့ပါတယ်။တမရဟောင်းဒိုင်နာဘိုလူအာတေးလက်ထက်တွင်ရာဇဝတ်မှုများထူပြောလာခဲ့ပြီးအာရီလိုက်စားမှုများမြင့်တက်လာတယ်လို့ဥပဒေမှုများကပြောကြားခဲ့ပြီးနောက်လွှတ်တော်အမတ်များကဘိုလူအာတေးကိုလွှတ်တော်တွင်ဆွဆဲပြတ်တင်ပြီးရာဇဝတ်မှုဖယ်ရှားခဲ့ပြီးနောက်ပေရူးမှာစစ်နောက်ပြပွဲများဖြစ်ပွားနေခြင်းဖြစ်ပါတယ်။လူငယ်များဥဆောင်သောဆန္ဒပြပွဲတွင်ပြည်သူပြည်သူထောင်ပေါင်းများစွာပါဝင်လာခဲ့ပါသည်ပုံမှန်ဆိုသောရာဇဝတ်မှုအချက်အတဲကိုအာဏာပိုင်များကဖြည့်ဆင်းပေးနိုင်ခြင်းမရှိရဲအတွက်ဆန္ဒပြခြင်းဖြစ်ပါသည်